မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ဆွေးနွေးဖို့ရင်ခံရထားတာကတော့ Manchester United တိုက်စစ်မှုဟောင်း Andy Cole ရဲ့အမြင်တွေပေါ့ဟုတ်ပါတယ် Mathis Kuna နဲ့ Brian Puemo တို့ကပေါ့သူတုံးတချက်တီးပါဟုတ်ကဲ့အဲ Andy Cole ကဒီကစားသမားတွေပေါ့လေ United ရဲ့လက်ရှိအခက်ခဲတွေကိုဘယ်လိုများကူညီပေးနိုင်မယ်လို့သူကမြင်နေလဲအဲဒါလေးအဓိကကြည့်ကြတာပေါ့အင်းစိတ်ဝင်စားဖို့ကောင်းလာက Andy Cole ကလေဟိုမတ်တစ်ခူနာရဲ့ဖန်တီနိုင်စွမ်းကိုတော်တော်လေးသဘောကျနေပုံပဲ ဖန်ဒီနဲ့ဆွမ်းဆိုတဲ့နေရာမှာသူကကိုဖန်ဒီမှုအရေးအတွက်လားဒါမှမဟုတ်ခစားကွက်ထဲမှာအခွင့်အရေးဖန်ဒီတာမျိုးလားအဲ့ဒါပဲသူဆိုလိုချင်တာကကိုဖန်ဒီမှုအရေးအတွက်တက်တက်တော့မဟုတ်တော့ဘူးဟိုတိုက်စစ်မှာလှအလာပါပါအခွင့်အရေးတွေဖော်ဆောင်နိုင်တာအတင်းဖော်တဲ့အတွက်နေရာရှာပေးတာအဲ့လိုအရေးကြီးမျိုးကိုပိုပြောရင်မုံရရဲ့ဘုညာရဲ့အဲ့လိုအရေးချင်းကအဲ့ဒီကွက်လက်ကိုဖြည့်ပေးနိုင်မယ်လို့ခိုးကမျှော်လင့်နေတာပေါ့ဒါပေမဲ့ခုညာက Wolves မှာတော့ကသူ့ရဲ့ဂင်ငနိုင်းတွေရာဆိုရင် ဖန်တီးမှုထက်ဂိုးသွင်းတာပိုများတယ်လို့ထင်ရတယ်နော်အဲ့ဒါလည်းဟုတ်တယ်ဒါပေမဲ့ခိုးကထက်ပြောထားတာရှိတယ်ခုညာကိုလိုင်းကလည်း United မှာဖန်တီးမှုရောဂိုးသွင်းတာရောနှစ်မျိုးလုံးလုံးနိုင်စွမ်းရှိတယ်ဆိုပြီးယုံကြည်မှုရှိဖို့သူကမျှော်လင့်နေတယ်လို့ဆိုတယ်ဩဆိုတော့သူစီကနှစ်မျိုးလုံးမျှော်လင့်တဲ့သဘောပေါ့อืมအဲ့လိုမျိုးသူရဲ့အဓိကအားတာချက်ကိုဖန်တီးမှုလို့မြင်မဲ့ကိုယ်သွင်းနိုင်စွမ်းလဲပါလာမယ်လို့ယူဆထားပုံပဲ။ သူရဲ့ပတ်စုံတုံနိုင်မှုက United တိုက်စစ်ကိုပိုပြီးဟို dynamic ဖြစ်စေမယ်လို့မြင်နေမှာပေါ့။ကောင်းပါပြီ။ခုညအကြောင်းကတော့အဲ့လောက်ဆိုနောက်တစ်ယောက် Brian Bumo ဘက်ကိုလက်ကြည့်အောင်ကိုကသူ့ကိုရောဘယ်လိုမြင်လဲ။ဟွန်း Bumo ကြတော့အနီကိုကသူ့ရဲ့ goal twin ထိချာမှုကိုအဓိက ထောက်ပြတယ်။ goal twin ပဲပေါ့။ဟုတ်တယ် Brentford မှာသူပြခဲ့တဲ့ခြေစွမ်းလေးအထူးသဖြင့်ပြခဲ့တဲ့ယာတီကသူ့ goal တွေကအရေးပါခဲ့တယ်။သူ့ရည်သွေးကိုတက်တည်ပြတယ်လို့ကိုကပြောတယ်။ အခု United မှာတိုက်စစ်မှုတွေစီကဂိုးတွေလိုးတလို့မရဘူးဖြစ်နေတော့ဟာလားဗောအဲ့ဒီပြဿနာတွေကဘူးမိုးလို့ဂိုးသွင်းလုံးကောင်းကျက်သူကတိုက်ရက်အဖြေထိလာနိုင်လေလို့ကိုကယုံကြည်နေတာအတင်းတို့လိုအပ်တဲ့ဂိုးတွေကိုသူကပုံမှန်သွင်းပေးနိုင်မယ်လူမျှော်လင့်ထားပုံပဲဆိုတော့ကိုရဲ့မြန်ရတယောက်ကဖန်တီးမှုနဲ့ဗတ်စုံသုံးနိုင်မှုနောက်တစ်ယောက်ကတေးချတဲ့ဂိုးသွင်းမှုဒီနေ့ောက်ပေါင်းလိုက်ရင်လက်ရှိဘရူနိုဖာနန်ဒက်စ်တယောက်တဲကိုပဲအကုန်မိခိုနေရတဲ့ United တိုက်စစ်ကိုဘယ်လိုများအားပြေးပေးနိုင်မလဲ အဓိကကတော့ဟိုဝင်ထုတ်ဝင်ပိုးမျော်ဝင်မှုပဲဖြစ်မှာပေါ့အခုကဖန်တီးတာရော အဆုံးသတ်တာရော အကုန်လုံးကကွင်းလေကဘရူနိုကြီးပဲရောက်နေတယ်ဟုတ်ကဲ့ကွင်းလေလူရှိကအကုန်မျော်လဲနေရတာကတော့မဟုတ်သေးဘူးပေါ့နော်အဲ့ဒါပေါ့ရေရှည်တော့မကောင်းဘူးလေဆိုတော့အန်နီကိုရဲ့မြေရကွင်းညာရောက်လာရင်ဘရူနိုရဲ့ဖန်တီးမှုဝင်ကိုသူကမျှယူနိုင်မယ်ဟုတ်ကဲ့တစ်ဖက်မှာအမူမိုကဂိုးတွေတွင်းပေးနိုင်ရင်ဘရူနိုကသူ့ရဲ့ကွင်းလေအခန်းကဏ္ဍကိုပိုအာယုံဆိုင်နိုင်ပြီး တသွင်းလုံးပိုဟန်ချက်ညီလာနိုင်တယ်။အဲ့ဒီဟန်ချက်ညီမှုနဲ့တိုက်စစ်ဆွမ်းဆောင်ရည်တက်လာဘူးကိုကမျှော်လင့်နေတာ။အန်လီကိုရဲ့တွန်တချက်တွေကိုခြုံလိုက်ရင်တော့ကိုညာနဲ့အင်မူမော်ဟာ United ရဲ့မတူတဲ့လောချက်နှစ်ခုဖန်ဒီမှုနဲ့ကိုသွင်းတာကိုဖြိပေးနိုင်မယ့်အာဖီမှုတွေဖြစ်နိုင်တယ်လို့သူကအတော်လေးအကောင်းမြင်နေပုံပဲနော်။ဟုတ်ပါတယ်။ကိုရဲ့ရှူတောင်းကတော့အလားအလာကောင်းနေကြီးပဲ။ဒါပေမဲ့လေလက်တွေ့မှာစဉ်းစားရမယ့်အချက်လေးတစ်ခုတော့ရှိတယ်။ ဒါများလဲဗျအဲ့ဒါကတော့ဟို World Store Brentford တို့လိုအသင်းကြီးမှာပြခဲ့တဲ့ခြေစွမ်းနဲ့ Manchester United လို club အကြီးကြီးရဲ့ဖီးယားအောင်မှာကစားရတာနဲ့ကအများကြီးกว่าတယ်လीဟုတ်တာပေါ့ဖီးယားကတအားကြီးတာကိုဟွန်းဒီကစားသမားတွေကသူတို့ရေသွေးတွေကို Old Trafford မှာဆက်ထိန်းထားနိုင်ပါမလားအသင်းကိုတကယ်အဆင်မြင့်ပေးနိုင်မလားဒါမှမဟုတ်အရင်ကပြောလင်းချက်အကြီးကြီးတွေခေါ်ပြီးရောဖီးယားအောင်မှာပျောက်သွားတဲ့တခြားကစားသမားတွေလိုဖြစ်သွားမလားအဲ့ဒါတော့တကယ်စောင့်ကြည့်ရမယ့်အချက်ပဲ တ်တယ်အဲ့ဒါကတော့စိတ်ဝင်စားစရာပဲအချိန်နဲ့သူတို့ရဲ့တကယ်ကွေးနဲ့ကခြိစွမ်းကပဲအဖြစ်ပေးမှာပေါ့လေ